အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဦးဆောင်ပြီးအပြစ်ခတ်ရက်စဲရေးသဘောတူညီမှုရရှိဖို့တွန်းအားပေးနေချိန်မှာရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းမှာအသွင်ကူးပြောင်းရေးအစိုးရတင်မြှောက်ဖို့တောင်းဆိုလိုက်ပြီးယူကရိန်းစစ်သားတွေကိုရုရှားစစ်တပ်ကအပြစ်ရှင်းမယ်လို့မတ်လ28ရက်နေ့မှာကြွေးကြော်လိုက်ပါတယ်။ နှစ်ဖက်စလုံးလူထောင်ချီတေဆုံးခဲ့ရတဲ့စစ်ပွဲ၃နှစ်ကြာလာချိန်မှာအင်ဖြူတော်တို့ထရန့်ပြန်ရောက်လာပြီးနောက်ပိုင်းယူကရိန်းကိုပေးနေတဲ့အကူအညီတွေရပ်တန့်ပြစ်မယ်ဆိုတဲ့ပြောဆိုမှုနဲ့အတူပူတင်ရဲ့ယုံကြည်မှုကိုပုံမအားကောင်းလာစေခဲ့ပါတယ်။ ယူကရိန်းသမ္မတဗလိုဒီမာဇီလန်စကီကိုဖြုတ်ချပေးဖို့ပူတင်ရဲ့ထက်မှန်တောင်းဆိုမှုဟာကီဖ်မှာရုရှားလိုလာတဲ့အစိုးရတစ်ခုပေါ်ပေါက်လာစေရည်သူ့ရဲ့ကြီးမားတဲ့ဆန္ဒကိုဖော်ပြနေတာဖြစ်ပါတယ်။ကုလသမဂ္ဂဦးစီးတဲ့အစိုးရတင်မြှောက်ရေးပူတင်ရဲ့တောင်းဆိုမှုကိုသမ္မတဇီလန်စကီကပယ်ချထားပြီးဒါဟာငြိမ်းချမ်းရေးသဘောတူညီမှုကိုနှောက်နှေးအောင်ကြိုးပမ်းမှုဖြစ်တယ်လို့ပြောပါတယ်။ ယူကရိန်းမှာအသွင်ကူးပြောင်းရေးအစိုးရတရက်ဖြစ်ပေါ်လာစေရေးကုလသမဂ္ဂရဲ့ကြီးကြပ်မှုကိုရုရှားကအမေရိကန်ဥရောပသမဂ္ဂမော်စကိုရဲ့မဟာမိတ်တွေနဲ့ဆွေးနွေးလိုတယ်လို့ပူတင်ကပြောကြားထားတာဖြစ်ပါတယ်။2022ခုနှစ်မှာယူကရိန်းကိုကျူးကျော်တိုက်ခိုက်ချိန်မှာရုရှားကရပ်ပိုင်အတွင်ပြီးစီးမဲ့စစ်ပွဲဖြစ်မယ်လို့ပြောဆိုပေမဲ့ယူကရိန်းကအပြင်းအထန်ခုခံပြီးအနောက်တိုင်းကလက်နက်တွေပေးပို့ကူညီခဲ့တာကြောင့်ရုရှားတပ်တွေထင်သလောက်ခရီးမပေါက်ခဲ့တာဖြစ်ပါတယ်။ ဇီလန်စကီကိုဖြုတ်ချရေးယူကရိန်းစစ်ဗိုလ်ချုပ်တွေကိုပူတင်ကအကြိမ်ကြိမ်တိုက်တွန်းပြောဆိုထားပါတယ်။ဇလန်စကီရဲ့ကနေဦးရာထူးတပ်တန်းဟာ2024ခုနှစ်မေလမှာတပ်တန်းကုန်သွားပြီးနောက်သူ့ရဲ့တရားဝင်ဖြစ်မှုနဲ့ပတ်သက်လို့လည်းပူတင်ကမေးခွန်းထုတ်ထားတာဖြစ်ပါတယ်။